ကျွန်တော်ဒါလေးပြီးပြီနော် show ดาซุงซีนุเนี่ยแมสันเนี่ยอินเทอร์เน็ตကိုကြားနေမှာကဲဘာလို့သေးလဲမြမလက်ရွေးစင်ဘောလုံးအသင်းမြမ U20 နဲ့ U23 အသင်းတွေမှာပါဝင်ရှင်ပိုင်ကစားခဲ့ကြတယ် AR United ဘောလုံးအသင်းကကစားသမားတွေကို ဇွန်25ရက်ကစူးလေရှန်ဂရီလာဟိုတယ်မှာဂုံပြူညစာစာပွဲတစ်ခုကျင်းပပေးခဲ့ပါတယ်။မြမလက်ရွေးစဉ်အသင်းမှာ3ယောက်၊ယူ23မှာ5ယောက်နဲ့ယူ20မှာ2ယောက်ပါဝင်ခဲ့ကြပြီးစုစုပေါင်း AR United ဘောလုံးသမား10ယောက်ရွေးချယ်ခံခဲ့ရလို့အခုလိုဂုံပြူရတာဖြစ်တယ်လို့အသင်းရဲ့ဥက္ကဋ္ဌဦးမင်းလှိုင်ကပြောပါတယ်။ AR United အသင်းအနေနဲ့မြန်မာ National League မှာဆက်လက်ပါဝင်နေဦးမှာဖြစ်လို့အမှတ်ပေးစရာမှာထိတ်ဆုံး၃သင်းအတွင်းအမြဲပါဝင်နိုင်အောင်ကြိုးစားနေတယ်လို့ဆိုပါတယ် ဘုံဘက်ကျမတဲ့ကြောင့်ရကျွန်တော်တို့ဓမ္မနေရှင်ကိုတရားဒီညီကြားချက်ဆရာ၃ရောင်း U23 ကို9ရောင်းဘာကမှမပါတော့တဲ့ U23 ကို2ရောင်းစစ်စောင်း10ရောက်ပါတဲ့ကြောင့်အသင်းရနေပြီးတော့ဝမ်းတာဖြစ်ပြီးဖြစ်ပြီးတော့ကိုယ်ကိုယ်ပဲကျင်းပါခြင်းဖြစ်ပါတယ်မြန်မာ National League မှာကျွန်တော်ဆက်လက်ပါဝင်သွားဖို့ရှိပါတယ်ကျွန်တော်အသင်းရအများတိုင်းပဲကျွန်တော်တို့ဟို top 3မှာမြဲပါအောင်ကျွန်တော်စူးစမ်းနေပါတယ်လက်ရှိရဲကျွန်တော်တို့ဘွဲ့ချော့ကပြည့်တဲ့တိုင်းမှာ charity တိုင်းကို2ချိန်ရပါတယ်နောက်ရှုံးရွက်တိုင်းကိုလည်း2ချိန်ရပါတယ်နောက်အမ ိုင်းရှင်းဆုံးစီလဲရတယ်။ဒါကြောင့်ကျွန်တော်လည်းနောက်နောက်လည်းဒီအောင်မြင်မှုအစီအလောင်းဆက်လက်ထိန်းသိမ်းသွားမယ်လို့ကျွန်တော်ပြောချင်ပါတယ်။မြန်မာ U23 အသင်းရဲ့လက်ထောက်နီးပြဥကြော်လွင်ကတော့စီးကိန်းပြိုင်ပွဲအတွင်းမှာစင်ကာပူ၊ VNN တို့နဲ့ရှင်ပြန်ရတဲ့ပွဲတွေဟာအခက်အခဲဆုံးဖြစ်ပြီးထိုင်းနဲ့ဘောလူပွဲမှာတော့တဦးချင်းအရေးချင်းတွေကွာတာကြောင့်ဒုတိယပိုင်းမှာအမှားများပြီးဂိုးတွေပေးခဲ့ရတယ်လို့ဆိုပါတယ်။ကိုတို့ကစပြီးတော့ကစားရတဲ့စိတ်တက်တဲ့စီးကန်းနဲ့ကစားရတယ်ပေါ့။ဒီဇိုင်းနဲ့ကလေးရတပွဲနဲ့တပွဲတိုးတက်လာတဲ့ ပြန်ဘက်တွေကိုကြော်ဖြတ်လာတယ်စင်ကာပူရောက်တဲ့ပြည်သက်တွေအားပြည်ဒီလိုနဲ့အကိုတို့ခက်ခဲသုံးပွဲရတော့အင်ချင်စင်ကာပူနဲ့စီးင်းဖိုင်နယ်ပြင်တာပေါ့ကျန်တဲ့ယူရီးယားတော့ကိုကစိတ်တက်နဲ့စီကံပိုင်းနဲ့ကွင်းလင်းဆန်းဆောင်ယူရပါတယ်ပေါ်တော့သူဦးချင်းရဲ့အရေးချင်းကြတော့ကိုကငနေအားနေတယ်အားနေတော့ကြာဒုတိယပိုင်းမှာသူဦးချင်းမှားရရကိုရီးပေးရပြီးအကိုရှုံးခဲ့တယ်လေးစိတ်မှာတခဲနဲ့လာနှုတ်ဆက်ကြတဲ့ပြည်သူတွေနဲ့အခုလိုဂုံးပြုတ်ပေးတဲ့အသင်းပိုင်ရှင်တွေကိုကျေးဇူးတင်မိတယ်လို့မြန်မာဘောလုံးသမားတွေရဲ့လိုအပ်ချက်တွေကိုပြင်ဆင်ပြီး နောက်နှစ်တွင်မှအကောင်းဆုံးရှင်ပြိုင်သွားအောင်မယ်လို့လည်းဦးကျော်လွင်ကပြောပါတယ်။ယူ၂၃အသင်းခေါင်းဆောင်ဖြစ်တဲ့ AR United ဘောလုံးသမားနေလင်းထွန်းကတော့အသင်းခေါင်းဆောင်ဖြစ်ဖြစ်တန်းခဲ့ရခြင်းတွေဟာသူ့ကိုယ်သူလူကြီးတယောက်ဖြစ်ပိုခံစားရစေပြီးလိုအပ်ချက်တွေလည်းအများကြီးရှိနေတာကြောင့်ဒီထက်ပိုကြိုးစားသွားမယ်လို့ပြောပါတယ်။ ကဗေနေရတဲ့ဖြတ်သန်းရတဲ့အချိန်ကတော့ကျွန်တော်တို့ဟိုလူကြီးတယောက်လိုဖြစ်သွားပါတယ်။ဘုဟုတော်မှာတစ်ခါသင်္သမီးကမလုံးလုံးနိုင်ပါမလားဆိုတော့နော်။ဒါပေမဲ့ကျွန်တော်လုံးနိုင်ခဲ့ပါတယ်။လိုအပ်သေးတဲ့ဟာတွေကအများကြီးရှိသေးပါတယ်။အဲဒါကြောင့်ကျွန်တော်တို့ကိုယ့်ရဲ့လိုအပ်ချက်တွေကိုကျွန်တော်တို့ဒီထဲမှာကကျိုးသွားကျိုးသွားပါမယ်ဟုတ်ကဲ့။